မြန်မာတွေနဲ့အတူအပြိုင်ဆိုင်ရောက်ကြယူဖို့အတွက်ဒေါက်တာအီစီမာမျက်နာတွေပြုပြင်နေတဲ့မာကြီးဆိုပရိသတ်များအားလုံးမင်္ဂလာပါရှင့်အခုလက်ရှိအင်တာနက်ပေါ်မှာလူပြောများနေရကတော့ညီမဖြစ်သူတွေကိုအားကြပြီးတော့ရောက်ကြယူတော့မှာဖြစ်လို့အရွယ်တင်နှုပြဖို့အတွက်ဒေါက်တာအီစီမာမျက်နာတစ်ခုလုံးကိုအစွမ်းကုန်ပြုပြင်နေတဲ့မာကြီးဆိုရဲ့တဲ့တင်လေးပဲဖြစ်ပါတယ် မကြာခင်အချိန်တော်တွင်းမှာရဲ့ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်းပဲမာကြီးဆိုရဲ့ချစ်ရတဲ့ညီမလေးစိုးပြည့်တဲ့ရှင်မင်္ဂလာပွဲကြီးကိုအကြီးအကျယ်ခန်းခန်းနားနားနဲ့ကျင်းပကြတော့မှာပါမြန်မာတနိုင်ငံလုံးရဲ့ပရိသတ်တွေရဲ့စိတ်ကိုအဖန်စားနိုင်ဆုံးမင်္ဂလာပွဲလေးတစ်ပွဲဆိုလဲမမပါဘူးနောက်ပြီးတော့စိုးပြည့်တဲ့ရှင်ဆိုတာကမြန်မာနုပညာရုပ်ရှင်လောကရဲ့တချိန်ကထိတ်တန်းမင်းသမီးကြီးနှစ်လက်ဖြစ်တဲ့စိုးမြတ်သူဇာနဲ့စိုးမြတ်နန်းတာတို့ရဲ့ဆွေမျိုးအရင်ခောက်ခောက်ဖြစ်ပါတယ် မင်းသမီးကျော်လီဆိုဖြစ်တဲ့စဉ်ကိုရိုင်းကရုပ်ရှင်ဗီဒီယိုကားပေါင်းများစွာကိုရိုက်ကူးခဲ့ပြီးတော့အောင်မြင်မှုတွေကိုတင်ပိတ်ထားတဲ့သူလေးပါသတို့သားဖြစ်တဲ့မင်းနာဟင်းဝင်းရန်ကလည်းရုပ်ရည်ခန်းညာတန်ပြန်လွန်သူဖြစ်ပြီးတော့ဆိုပြင်းနဲ့ဆိုရင်တော့တကယ်ကိုနင်းနေလားရွှေနေများဆိုတဲ့အတိုင်းလိုက်ဖက်လုံးနဲ့ဇုံတွဲလေးတွေပါ သူတို့ရဲ့မင်္ဂလာပွဲကိုတော့မာကြီးဆိုတို့ညီမတွေကနောက်ကနေအကောင်ဆုံးဖြစ်အောင်ထောက်ပံ့ပေးနေကြတာဖြစ်ပါတယ်။သူတို့သမီးလေးအတွက်ကိုအလှဆုံးဖြစ်အောင်နာမည်ကြီးဒီဇိုင်နာဖြစ်တဲ့မိုးကုတ်ပေါပေါနဲ့ပါအနန္ထားတယ်လို့သိရပါတယ်။အခုချိန်မှာတော့လက်ထပ်ပွဲလေးလည်းအချိန်နီးကပ်လာတာနဲ့အမျှနောက်ထပ်မင်္ဂလာပွဲလေးကိုကြားရဖို့မျှော်လင့်ရတာကတော့မာကြီးဆိုအတွက်လိုပဲပြောရမှာပါ။ညီမဖြစ်သူတို့လည်းမင်္ဂလာပွဲကိုအကောင်ဆုံးဖြစ်အောင်ဖန်တီးပေးနေရဲ့အပြင် ကိုရင်ကလည်းညီမဖြစ်သူတွေကိုအရန်အားကြရတဲ့အတွက်ယောက်ျားယူတော့မယ်လို့သိရပါတယ်။ ။မာကြီးစိုးတယောက်ညီမဖြစ်သူရဲ့မင်္ဂလာပွဲအကြီးကျယ်ခမ်းနားစွာကျင်းပမဲ့အစီအစဉ်တွေကိုတိတ်တိတ်လေးအားကျသွားပြီးတော့သူမလည်းမင်္ဂလာပွဲကြီးကိုကျင်းပခြင်းစိတ်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လဲဆိုမြတ်သူစွာအနေနဲ့သူမရဲ့စိတ်ကူးတဲ့ကမင်္ဂလာပွဲလေးမကျင်းပခင်မှာကလေးကမြန်မာနိုင်ငံရဲ့အလှပရွေးရာမှာနာမည်အကြီးဆုံးနဲ့အအောင်မြင်ဆုံးဖြစ်တဲ့ဒေါက်တာရေစီမှာကြိုတင်ပုတ်ကင်ယူပြီးတော့မျက်နာတစ်ခုလုံးကိုအစွမ်းကုန်ပြုပြင်သွားတော့မှာဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲမကြီးစိုးဟာအလားအပါတွေကတစ်ချိန်ကသူမရဲ့ရုပ်ရှင်တော်တော်များများမှာမျက်ဝါးထင်ထင်တွေ့မြင်မှုကြမှာပါအရင်အမောင်းကောင်းကောင်းအသားရည်လှပလွန်တာကြောင့်မိန်းကလေးတွေအားလုံးအားကြခဲ့ရတဲ့သူပေါ့သူမြတ်သူဆိုင်ရဲ့အလားကတော့အခုချိန်အသက်ကြီးတဲ့အထီးကိုမပြတ်စည်းမယိုယွင်းတဲ့အတွက်ပုရိသတွေကိုဆွဲဆောင်နိုင်စေပါပဲဒါပေမဲ့လည်းမကြီးစိုးကတော့သူမနေနဲ့အခုနေအိမ်ထောင်ပြုရင်လက်ရှိထက်ကိုပို့ပြီးတော့လှပကျင်တာကြောင့်ဒေါက်တာအေးစီမှာပုတ်ခင်ယူပြီးတော့ကုသမှုတွေကိုခံယူခဲ့ပါတယ် ဒေါက်တာရေကလည်းအလားပါဆိုင်ရာကဏ္ဍမှာတော့အနုပညာရှင်တိုင်းရဲ့အလားပါအကြံပေးဆရာဝန်တယောက်ဖြစ်ပြီးတော့ပသထားရတာပါတချို့တွေဆိုရင်ပြင်လွန်အားကြီးလို့ဒေါက်တာရေနဲ့မောင်နှမတွေလာလို့တောင်မေးယူရတဲ့အထိရုပ်ချင်းဆင်တူသွားတာကြောင့်မာဂျီဆိုလည်းရုပ်ပြောင်းသွားမှာကိုစိုးရိမ်နေကြပါတယ် ။လက်ရှိမှာတော့မကြီးစိုးဟာလာမယ့်အနာဂတ်မှာယောက်ျားယူပြောင်းယူပြီးမင်္ဂလာပွဲအကြီးအကျယ်ကျင်းပမယ်ဆိုတဲ့စိတ်နဲ့ဒေါက်တာရေစီကိုရောက်လာခဲ့ပေမယ့်မကြီးစိုးနဲ့ပတ်သက်နေတဲ့ပူရိသားကိုတော့မတိကြရသေးပါဘူး။ဒါပေမဲ့လည်းသူမရဲ့လှူရှာမှုတွေအရာတော့မကြခင်မှာမင်္ဂလာသတင်းကြားရတော့မယ်ဆိုတာကတော့သိကြပါရစေ။ဒီဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ပရိသတ်တွေအနေနဲ့နောက်ထပ်လာမယ့်မကြီးစိုးရဲ့မင်္ဂလာပွဲနဲ့ပတ်သက်ပြီးတော့ဘလို့ထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့တော်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေ။